အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်ဒန်လက်ထက်တွန်းကအမေရိကန်ကို ဝင်လာခဲ့တဲ့ဒုက္ခသည်တွေကိုအခုလက်ရှိထရန့်အစိုးရအဖွဲ့ကပြန်ပြီးတွေးဆမေးမြန်းဖို့နဲ့ပြန်စစ်ဆေးဖို့ညွှန်ကြားထားတယ်လို့သိရှိရပါတယ်။ဘိုင်ဒန်အစိုးရဟာအမေရိကန်ကိုဝင်လာသမျှလူတွေကိုတေချာမစစ်ဆေးဘဲနိုင်ငံထဲပေးဝင်ခဲ့တယ်လို့ထရန့်အစိုးရအဖွဲ့ကတာဝန်ရှိသူတွေကဆိုကြပါတယ်။ဒါကြောင့်အခုထရန့်အစိုးရလက်ထက်မှာ ဒုက္ခတဲ့အသည့်လက္ခဏာတွေကိုရက်ဆိုင်ထားလိုက်ပြီးဖြစ်ပါတယ်။ဒါပေမဲ့ချင်းချက်အနေနဲ့တောင်အာဖရိကကလူဖြူတွေကိုတော့လက်ခံနေဦးမယ်လို့ဆိုပါတယ်။ဘိုင်ဒန်အုပ်ချုပ်မှုကာလအတွင်းအရေးသွင်းတဲ့စီစဉ်မှုထက်မြန်ဆန်မှုနဲ့အရေးအတွက်ကိုသာဦးစားပေးခဲ့ကြတယ်လို့ဖော်ပြထားပါတယ်။ဘိုင်ဒန်အဆိုအရဟာ2021ခုနှစ်အောက်တိုဘာလကနေ2024ခုနှစ်စက်တင်ဘာလအထိဒုက္ခတဲ့စုစုပေါင်း 13,5640ကိုလက်ခံခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်ကဒုက္ခသည်ဝင်ရောက်မှု3000ကျော်ရှိခဲ့ပြီး အများဆုံးမှာကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊အာဖဂန်နစ္စတန်၊ဗင်နီဇွဲလားနဲ့ဆီးရီးယားတို့မှဖြစ်ကြပါတယ်။ဒါကြောင့်2021ခုနှစ်ဇန်နဝါရီလ20ရက်မှ2025ခုနှစ်ဖေဖော်ဝါရီလ20ရက်အတွင်းလက်ခံခဲ့တဲ့ဒုက္ခသည်များအလုံးကို ပြည်စုံနဲ့ပြန်လည်သုံးသပ်မှုနဲ့အတူအင်တာဗျူးတွေပြန်လည်ပြုလုပ်သွားဖို့လိုအပ်တယ်လို့ထရန့်အစိုးရဖွဲ့ကတာဝန်ရှိသူတွေကဆိုကြပါဗျ။ဒါအပြင်ဖော်ပြထားတဲ့ကာလအတွင်းအမေရိကန်ကိုရောက်ရှိလာတဲ့ဒုက္ခသည်တွေအတွက်အမြဲတမ်းနေထိုင်ခွင့်ကတ် Green Card ခွင့်ပြုချက်များကိုလည်းချက်ချင်းရပ်ဆိုင်ထားကြောင်းဖော်ပြထားပါဗျ။ Green Card ရရှိထားသူတွေကိုပင်အင်တာဗျူးတွေပြန်လည်ပြုလုပ်မယ်လို့ဆိုထားပါဗျ။အခုပြန်လုံမဲ့စစ်ဆေးမှုတွေ တွိတ်ဆုံမေးမြန်းမှုတွေဟာသူတို့ဝင်လာတုန်းကတတ်မှတ်ချက်တွေနဲ့ကံ့ညီမှုရှိမရှိပြင်ဆင်မှာဖြစ်ပြီးလိုအပ်ပါကဒုက္ခတဲ့အဖြစ်ကိုပါဖျက်သိမ်းခွင့်ရှိပြီးအယူခံဝင်ခွင့်လည်းမရှိဘူးလို့ဆိုထားပါဗျ။ဒါအပြင်အမေရိကန်ပြည်ထောင်စုမှာရှိတဲ့မြန်မာနိုင်ငံသားတွေအတွက်ယာယီနေထိုင်ခိုလုံခွင့် TPS ကိုအဆုံးသတ်တော်မယ်လို့တာဝန်ရှိသူတွေကအတည်ပြုပြောကြားထားပါဗျ။နိုင်ငံသားရေးဝင်ကြီးဌာနကတော့မြန်မာနိုင်ငံမှာ ပြည်တွင်းမငြိမ်မသက်မှုလက်နက်ကင်ပြည်ပခါနဲ့အခြားအခြေအနေတွေကြောင့်အမေရိကန်နိုင်ငံသားတွေအနေနဲ့မြန်မာနိုင်ငံကိုမတွားကြဖို့ညွှန်ကြားထားဆဲဖြစ်ပါတယ်။နိုဝင်ဘာလ22ရက်ရက်စွဲနဲ့ထွက်လာတဲ့ရုံးတွင်းမှတ်တမ်းအရာအမေရိကန်ပြည်ထောင်စုလဝကကဒီစစ်ဆေးမှုတွေကိုဥဆောင်လုပ်မှဖြစ်ပြီးအမျိုးသားလုံခြုံရေးကိုချိန်ချောက်မှုမရှိစေချင်လို့ဆောင်ရွက်ရခြင်းဖြစ်တယ်လို့ဆိုထားပါတယ်။